စန္ဒပြတပိတ်တိုက်ပွဲဟူသည်ကမင်းသည်အာနာရှင်ဤစစ်အာနာသက်ရှိကြလေလေတပိတ်မှောက်ချင်းဤအကျိုးကိုကျွန်တော်တို့တန်တရာဖြင့်ကြည်မြင်ဖြစ်လေလေဖြစ်ပါတယ်တပိတ်မှောက်ချင်းစန္ဒပြခြင်းသည်စစ်အာနာရှင်ကို ဖြုတ်ချနိုင်ပါမည်လောတပိတ်မှောက်ချင်းစန္ဒပြခြင်းဖြင့်ကောင်းမှသောစစ်အာနာရှင်သည် သူ၏ယာဇပလင်ဘော်ကနေစင်ပေးမည်မဟုတ်ပါသို့တော်လည်းပဲကျွန်တော်တို့သည်တပိတ်မှောက်ချင်းကိုအစဉ်တစိုက်လုံနေရမည်ဖြစ်ပါသည် အကြောင်းကားအဖေကြောင့်ပါနီတပိတ်မောက်ချင်းသည်စစ်အာဏာရှင်၏နှစ်ဖားကျိုးကိုတုံ့ကနေစောင့်ဆွဲတကယ်သူဖြစ်ပါတယ်အကြောင်းမှာ၎င်းပြေးကျင်သည့်တိုင်းမပြေးနိုင်အောင်နှစ်ဖားကျိုးကိုဇက်ခနဲစောင့်ဆွဲလိုက်တယ်လို့တရားမှုရှိပါတယ်တပိတ်မောက်ချင်းကြောင့်အုံကြွထကြွလာသောနိုင်ငံကြီးလှုပ်ရှားမှုများပေါ်ပေါက်လာပါတယ်တာရကများကို ကြည့်နိုင်ပါတယ်ကိုလိုနီပညာရေးဌာနအရာရှိများကို ရှစ်ခုအယုဒေပြုရမည်ဟုသောအမိန့်ကို တပိတ်မောက်ဆန့်ကျင်ခြင်းကြောင့် YMBU ခေါ်သောဝန်သားမှုအသင်းကြီးပေါ်ပေါက်လာပြီးမြမပြည်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကိုဘာသာရေးအားဖြင့်လူမှုရေးအားဖြင့်စီးပွားရေးအားဖြင့်တပိတ်မောက်နိုင်ခဲ့ကြပါသည်။ဖျားရင်ပြင်တော်၌ဖနက်စင်းင်းကွင်းကိုကန့်ကွက်သည့်ဆန္ဒပြတပိတ်များကြောင့်သူကျွန်လက်အောက်မှယုံထွက်နိုင်ရန်စန္ဒအားများကိုစူးစိနိုင်ခဲ့ပါသည်။တက္ကသိုလ်အဝင်းဝိုင်းမှတက်ရောက်မိ University အုပ်ဘရေကို ကန့်ကွက်တပိတ်မှောက်ခြင်းကြောင့်အမျိုးသားနေဟုပြည့်ညက်ရလောက်သည့်ပထမចောင်းသားတပိတ်ကြီးဖြင့်အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကိုတမိုင်းတင်နိုင်ခဲ့ပါသည်။ဥဝေမဂဇင်းအရီဒါကိုအောင်ဆန်းကိုចောင်းထုတ်တော်ကြောင်းပေါ်ပေါက်လာသောတပိတ်သည်မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အထိကြီးမြင့်လာခဲ့ရပါသည်။ဂျီနမ်မြေအလုသမားတပိတ်မှသည်1300ပြည့်အရေးတော်ပုံမဟာတပိတ်ကြီးအထိကြီးမြင့်ခဲ့၍တန်းပြည်တွင်ကចောင်းသားဘုံကြီးအလုသမားလယ်သမားရှစ်နေစာရေးဆရာ အမှုပညာရှင်ဝန်တန်းဂုံနေစသည့်လူဒန်းစားအားလုံးပါဝင်သည့်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးကိုပြူစွမ်းနိုင်ခဲ့ကြပါတယ်။ဤကကိုလိုနီလောက်တွင် ရှိခဲ့သောမြမပီဤတပိတ်မှတ်တန်းတချို့ဖြစ်ပါတယ်။ဆီယာနာရှင်လောက်တွင်ထင်ရှားသောတပိတ်တိုက်ပွဲများမြောက်များစွာရှိခဲ့ပါတယ်။ဆိုရှယ်လစ်လမ်းစဉ်ဆိုရလက်ထဏိုင်ပေါ်ပေါက်ခဲ့သောဥတန်အရေးခင်သည့်ဂုံတိတ်ခါနှင့်လူတန်ဘိုးကို နေရာပေးရန်ဆန္ဒပြတိုက်ပွဲဝင်ခြင်းဖြစ်သည်ဟုယူဆပါတယ်။ ပညာရှိသူတော်ကောင်းကိုသူရုပ်တို့ကနေရာမပေးလိုပါတည့်ရတဲ့တိုက်ပွဲဝင်ခြင်းဖြစ်ပါတယ်လူဖွဲ့စည်းအတွင်း၌လူကုံတိတ်ခါအတွက်နေရာပေးရန်လူတို့ကတိုက်ပွဲဝင်ခြင်းဟုနားလည်ပါတယ်1988ခုနှစ်မဟာလူတို့အရေးတော်ပုံသည်တပိတ်များ၏အစုဝေးကြီးဖြစ်သလိုဆန္ဒပြကန့်ကွက်မှုများ၏အပေါင်းစုလည်းဖြစ်ပါတယ်အသည့်ညံတော်ဓမိုက်ဖြင့်လှုပ်ချင်ရာလှုပ်ခဲ့သောအကျိုးဆက်ကိုလူတို့ကခါးစည်း၍ခံစားခဲ့ကြရပါတယ်နောက်ဆုံးဒီမခံနိုင်တော့၍ အစုံ၌လူရုတိုက်ပွဲဖြင့်အစိုးရပြောင်းလဲဖြစ်ရန်တိုက်ပွဲဝင်ခဲ့ကြပါသည်။ဤလူရုတိုက်ပွဲသည်ထင်ရှားစွာအောင်မြင်ခဲ့ပါသည်။သို့တော်လည်းပဲအထူးထီအကန့်တတ်တွေကိုမကျော်လွန်နိုင်ခဲ့၍ခီးစုံပန်းတိုင်ထိရောက်အောင်မသွားနိုင်ခဲ့ကြပါ။ထောင်ခုံရှိဝါရောင်ဒေါ်လာရည်သည်ဗုဒ္ဓဘာသာယန္တော်များကဥဆောင်၍ဆင်နွှဲသော လူမှုဆန္ဒပြသဖိတ်တိုက်ပွဲဖြစ်ပါသည်။ဤဖြစ်ရသည့်စင်အာနာရှိနှဖားချိုးကို ပြေးကျင်တိုင်းမပြေးနိုင်အောင်စောင့်ဆွဲလိုက်ပြီး ဒီမိုကရေစီပြစ်ထွန်းမှုကိုအရှိန်တင်ရန်နှင်တန်ဖြင့်တိုးပေးလိုက်သောလုပ်ရဖြစ်ပါတယ်။တပိတ်တိုက်ပွဲနဲ့ဆန္ဒပြပွဲတွေဟာလက်နက်ကင်ထားသောစစ်အာဏာရှင်ကိုရုပ်ချီးဖြုတ်ချပြစ်ရန်မတက်နိုင်တော့လည်းပဲထို့သောရုပ်ချီးဖြုတ်ချတိုက်ဖြတ်ရန်လှုံ့ဆော်မှုကိုပြီးနိုင်ပါတယ်။လက်နက်ကင်နည်းဖြင့်တော်လန်နေသောစစ်အာဏာရှင်ဖျက်သိမ်းရေးလမ်းစဉ်ရှောက်လန်းနေသူတို့၏စန္ဒအားကိုစူးစီးပေးနိုင်သောအထူးကလုပ်ရတစ်ခုဖြစ်ပါတယ်။ စန္ဒမရှိဘဲမအောင်နိုင်ပါဒိုစန္ဒအားကိုနီးမတိသွားစေရန်တပိတ်တိုက်ပွဲများနဲ့စန္ဒပြပွဲများကကြီးစွာအားပေးပါれစန္ဒပြတပိတ်တိုက်ပွဲများသည်စစ်အာဏာရှင်ဒေါ်လန်ရေးကိုကောက်ရုံးမိအစင်းကနေရှာမိအစင်ထိမြင့်တင်ပေးလိုက်သောလောင်စာတက်ကိုပေးစွမ်းနေပါれထမင်းဟုတလုံးကောင်းကောင်းကြက်ရန်ဖျောင်းတိုင်မိတိုင်နဲ့ဖြင့်ထမင်းအိုးတည်ပြမရပါမိပြင်းတိုက်ပြီးပွက်ပွက်ဆူအောင်လုံမှထမင်းအိုးတလုံးကြက်ပါလိမ့်မယ် ဆရာနာရှင်ဒေါ်လာကြီးလောက်ရက်သည်ထမင်းအိုးတည်တယ်လောက်မလွယ်ဘူးပါ။ဖျောင်းနိုင်ကိုအည်ပြောစီရန်တာမန်ကောက်ရိုးမိလောက်ဖြင့်ရနိုင်တော်လဲပဲ။တန်ကိုအည်ပြောအောင်လှုပ်၍ကြိုလောင်းပုံသွင်းပြုပြင်ရန်အတွက်မူကောက်ရိုးမိဖြင့်မလုံလောက်ပါ။ရှားမိလောက်နဲ့လည်းရချင်မှရပါလိမ့်မယ်။ကြောင်မီးသွေးကဲ့သို့သောလောင်စာပြင်းအားမျိုးဖြင့်လောင်ကျွမ်းမိတိုက်ပစ်ပါမှရပါလိမ့်မယ်အစမပြတ်သောလောင်စာဓာတ်ကိုပေး၍မိမပြက်လောင်မြိတ်သော လုံနေခြင်းတည်ပင်လျင်အကြီးပေါ်အကြီးပြောပြကြရန်အထူးကတွန်းအားတရက်ဖြစ်ပါတယ်။အီလောင်စာတများကိုမပြတ်ထိုးပေးနေမှ ဖြစ်ပါလိမ့်မယ်ခမညာ။